။လာမယ့်ရာသီဖလားသိမ်းဖို့ United ခေါ်ယူဖို့နှိစက်နေတဲ့တိုက်စစ်မှု၃ဦး။ပြိုင်သမားလုံးပဲမိပါဗျာ။ရွှေရောအိုင်ဘတ်ခွန်ရှေကော online agent ကနေပြန်လဲကြိုးလိုက်ပါရင်။ Manchester United အသင်းကတော့လာမယ့်နေရာသီအပြောင်းရွှေ့ပါတိုက်စစ်ပိုင်းကိုကြီးကြီးမားမားပြောင်းလဲလုပ်ဖို့ပြင်ဆင်နေပါရင်။အရှိနေထားရလဲ United အနေနဲ့တိုက်စစ်ကိုပြောင်းလဲလုပ်တင်တာတော့အမှန်ပါပဲ။တိုက်စစ်ကအမိုက်ပြည့်ချက်ဆိုတာမြင်တဲ့အတိုင်းပဲဖြစ်ပြီးဂိုတကိုရဖို့ကြောက်ခဲရင်ညှိရသလိုကိုစိတ်ပြက်စရာဖြစ်နေတာဖြစ်ပါရင်။ United ပြည်သက်တွေတည်ပြီးသားဖြစ်မှာပါ။ဒါကြောင့်တင်းအင်းတို့ပွဲစီဖို့ဆိုရင် တိုင်းစစ်ပိုင်းကဖြစ်ဖြစ်နေအားပြေးဖို့လိုမှာအသေးချပါပဲဒီဘက်မှာ United ကစားမများအစွာကိုရောင်းထုတ်သွားဖို့ရရှိနေပါတယ် Real Betis မှာချိန်ဆွမ်းပြနေတဲ့ Anthony ကို United တို့ပြန်လည်ခေါ်ယူမှာမဟုတ်ပဲရောင်းထုတ်သွားပါပါ Anthony ကိုခေါ်ယူဖို့အတွက် Barcelona Atletico Madrid တို့ကစိတ်ဝင်စားနေကြပါတယ်ဒါအပြင် Premier League ပဲ Arsenal အသင်းကလည်းစိတ်ဝင်စားနေတာဖြစ်ပါတယ် Rafa ကလည်း Sevilla မှာဆက်ရှိနေဖို့များနေပြီး ဘာစီလိုနာတို့လိုအသင်းတွေကလည်းခေါ်ယူဖို့စိတ်ဝင်စားလဲရှိနေပါတယ်။ဆန်ချိုကတော့ချဲစီတင်ကရော်ချေးပေးပြီးတော့ United စီပြန်လဲဆင်လွတ်သွားမှာဖြစ်ပါတယ်။ United တို့ဆန်ချိုကိုရောင်းထုတ်ဖို့စီစဉ်ရအောင်မှာပါ။ဒီလိုမျိုးတိုက်စစ်တွေအများကြီးအပြောင်းလဲလုပ်ဖို့ရှိနေတဲ့ United တို့ခေါ်ယူဖို့အတွက်နှီးစပ်နေတဲ့ကစားသမားတွေလည်းများစွာရှိပါတယ်။ဒီဗီဒီယိုလေးမှာတော့ United တို့ခေါ်ယူဖို့နှီးစပ်နေတဲ့တိုက်စစ်ကစားသမားတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်1မာတီးယားကွန်ညာ ယူနိုက်တက်ဟာကိုအသင်းကစားသမားကွန်ညာကိုခေါ်ယူဖို့ကစားသမားနဲ့ပုဂ္ဂိုလ်ဆိုင်ရာသဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်။ကွန်ညာအတွက်ယူနိုက်တက်တို့ဝုတ်အသင်းစီပြောင်းရွှေ့ခြင်းပေါင်60နှစ်ကစားသမား၅တန်းပေးချေသွားအောင်ပါပါ။အပေါ်စုချင်းအနေနဲ့ကတော့ပေါင်း၅တန်းပေးရမှာပါ။ကွန်ညာကိုခေါ်ယူဖို့အာဆင်နယ်အသင်းကလည်းကြိုးစားခဲ့သေးပေမယ့်ယူနိုက်တက်ကလက်ဦးမှုရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်ဟာကွန်ညာကိုအပြောင်းရွှေ့ရသည်စတာနဲ့အသင်းစီအမြန်ဆုံးရအောင်လုပ်ဆောင်သွားမှာပါ။ဒါမှအသင်းရဲ့ရာသီကြိုလေ့ကျင့်အစီအစဉ်တွေကိုစောစောစီစီပူးပေါင်းနိုင်မှာဖြစ်ပါတယ်။နံပါတ်1 LNG Lab United ဟာ Ipswich တိုက်စစ်မှု Lyon Dilek ကိုလည်းခေါ်ယူနိုင်ဖို့ရာနီးစပ်ဆုံးအနေထားကိုရောက်နေပါတယ်။ဒီကစားသမားကို Premier League ပြိုင်ဘက်တွေဖြစ်တဲ့ United, Chelsea ပါဝင်အသင်းကြီးများစွာကလိုက်နေပေမဲ့အသင်းအနီတို့ကသာခေါ်ယူနိုင်မယ့်အနီးစပ်ဆုံးအခြေအနေမှာရှိနေတာဖြစ်ပါတယ်။ကစားသမားကိုယ်တိုင်ကလည်း United စီပြောင်းရွှေ့ခြင်းနေတာပါ။ဒါပေမဲ့ Champions League ပြိုင်ပွဲမှာကစားလို့တဲ့ဆန္ဒကြောင့် United ရဲ့ Europa League Final ရဲ့အခြေအနေကိုစောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။နံပါတ်3 Jokeres Jokeres ကလည်းဒီလက်လိုပါပဲ United ရဲ့ Europa League Final အခြေအနေကိုစောင့်ကြည့်နေတယ်လို့ဆိုရမှာဖြစ်ပါတယ်။ကစားသမားအနေနဲ့သူ့ရဲ့ဆရာအရင်ဖြစ်သူ Ruben Amorim နဲ့ တကြောပြန်လက်တွဲလို့ပဲမယ်ချန်ပီယံလိပြိုင်ပွဲမှာကစားချင်နေတာကြောင့်အခက်တွေ့နေတာပါစပိုနီလစ်စမတ်ကတော့ဂျိုကာရက်ကိုပေါင်တန်း60ပြောင်းရွှေ့ကြေကြုံနဲ့ရောင်းထုတ်သွားမှာဖြစ်ပါတယ်ဂျိုကာရက်ဟာဒီရာသီဥရောပထိပ်သီးလေး6လီမှာဂိုးတင်များအဆုံးတိုက်ဆင်မှုလည်းဖြစ်ပါတယ် ယူနိုက်တက်အားလာမဲ့ယိုဘာလိဖိုင်နယ်မှာအနိုင်ရပြီးပိုဆွဲခဲ့တယ်ဆိုရင်တော့အမိုးဖွင့်ကားနဲ့မျိုးလဲလှဲလှယ်ပြီးအောင်ပွဲခံဖို့ရမှာရှိဘူးဖြစ်ပါတယ်။တဲဒီလိုနေရင်ကိုင်တယ်လေးကျင်ကွေးနဲ့မှာပဲဘာဘီကျူးပါတီပွဲလေးလောက်ကတိုးတိုးတိတ်တိတ်အောင်ပွဲခံသွားမှာဖြစ်ပါတယ်။ယူနိုက်တက်လို့ယိုဘာလိချန်ပီယံဖြစ်ပြီးလာမဲ့ရသည့်အတွက်အပြုသဘောဆောင်မှုတွေကိုလှုံ့ဆော်သွားနိုင်မလားဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဖီလီကတော့ပါပဲ။နောက်နေ့ပါလဲအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ဤကောင်းချော်လိုက်ရပါတယ်ခင်ဗျာ။